ညီလာပါညာရှိခွန်အားဆာဆောင်မနှုတ်ခွန်းဆက်သားပါရယ်အောက်တိုဘာလ30ရက်2025ခုနှစ်ကျန်တာပရင်းနေငါသည်ပညာရှိဤဥကိုကိုကိုမတင်နေသာရပြောင်းအောင်ကြောင်းယူ၍ဒူရှိုင်းကိုရှောင်းတော့တုံတန်ချန်ခန်းကြီးတုံးခင်ခင်ခုနှစ်ခေါင်းရှင်ကပျော်ရွှင်ပါရဲ့လာမိတ်ရွှင် တုတ်တန်ကျန်းစာ၌လာသောနှုတ်ကပတ်တော်သည်ရှင်စင်းလောကနေနည်းဖြစ်ပါသည်လောကကြီးမှာဘယ်လိုနေထိုင်ရမလဲရှူရာကိုဖော်ပြချက်ဖြစ်ပါသည်ကျွန်တော်တို့ငယ်ရှင်ကပြည်သူနေတီရှူရာသင်ရပါ၏ ပြည်သူပြည်သားတယောက်ဘလို့နေထိုင်ရမလဲဆိုတာပြညုံပါ၏တုံတန်ဆရာကတော့ပြည်သူနီတီဆိုတာထက်ပုံရိပ်အစ်စ်မြင့်ပါသည်လောကကြီးထဲမှာဘလို့မျိုးနေထိုင်မှလူရှိမှဖျားကြီးရှိမှတင်းထန်မလဲဆိုတာကိုပေါ်ပြလမ်းညွှန်ပါသည်ယနေ့ဖတ်ရသောနှုတ်ကပတ်တော်မှာရှောင်းရနှစ်ချက်ကိုအလေးနဲ့ထားရမည်အကြောင်းဖြစ်ပါ၏ငါသည်ပညာရှိဤဟုကိုကိုကိုမထင်နှင့်ဒူးနော့ဘီဝိုက် in your own eyes အတိမေကတော့နှိမ့်ချသောစိတ်ရှိဖို့ပါပဲပညာရှိပြီးအလုံးကသိရဲ့အလုံးကတတ်တယ်မအောင်မေးဖို့ပါပဲမိမိကိုယ်ကိုထင်ကြီးသောသဘောကိုပယ်ဖြတ်ဖို့ဖြစ်ပါသည်ယုံကြည်မှု confident လွန်ကဲတာမျိုးမဖြစ်ရပါ တခါကအမေရိကန်ပြည်မှာစံစာကြောင်းလာ၍တတ်သောဆရာတယောက်ကဉာဏ်ပညာထက်မြက်သဖြင့်ကျောင်းပြီးလျှင်ချက်ချင်းမေတို့ ထိုเจ้าမှာဆရာပြန်လုံရလေကျွေးချော်ပါဤဒီနိုင်ငံမှာငါလူမျိုးဘယ်သူမှမလုံနိုင်ဘူးပေါ့ထို့တော်တနည်းတွင် အခြားတောင်းသူများကသူ့လိုပဲချက်ချင်းကြောက်ပြီးတာနဲ့ပါရီကူတန်းမှာစာတင်ခွင့်ရတော်သူအများကို တွေးဆရတော်ကရှက်တော်စိတ်နဲ့တင်းတင်းစိတ်နေလိုက်ရပါဤငါပညာရှိသည်ဟုဝါကြွားသောစိတ်နဲ့နေထိုင်လေဒီနေ့မှာရှက်ခွင့်အကြောင်းရှိလာပါမည်ဒုတိယချက်ကတော့ ကကြင်ဖျားခင်ကိုကြောင်ယူဖို့ခခွင်ဒူးဆိုင်ကိုရှောင်မှုပါပဲဖျားခင်ကိုကြောင်ယူသူတွေနေတာပါသည်ဖျားခင်ပြညတ်ထားသောရာများကိုအချို့ကမသိမသာအချို့ကသိသိသာသာပဲလူကျူးကြပါသည်အမေရိကန်ပြည်မှာဥပုံလေးရှူတာမျိုးကသိအလီမထားသလိုလိန်တူတွေလည်းတွဲခုံနေကြပါသည် လောကယာမှာတူးတက်တော်လဲဝိညာဉ်ယာမှာကြာစင်းလျက်ရှိလေဘသူကိုဖြစ်စဉ်မေးကြည့်နိုင်ပါသည်ဒီနိုင်ငံမှာနေထိုင်ရတာပျော်ရွှင်မရင်လားအဖြေကတော့တူတူပါပဲလူမဲလူဖြူလူဟာဖြေချပါသည်ဒီနိုင်ငံထက်အရှင်ပြည်တဲ့နေရာတော့မရှိတော့ပါဘူးသို့တော်ပျော်ရွှင်ပါသလားလို့မေးရင်တော့မပြောပါဘူးအရှင်ပြည်ဟာကြောင့်သာတွင်ကပ်နေရတာပေါ့ဝင်ဖြစ်ပါသည်အတ္တတာမှာအရှင်ပြည်ယုံနေတော့မလုံလောက်ပါဘူးနော်ပျော်ရွှင်မှုလဲလူသောအခါမှာတုတ်တရားရေးဖော်ပြချက်ကို လိုက်တာပေါ့ပါပဲတင့်ငါသည်ကိုကိုကိုပညာရှိသည်ကိုမထင်နှင့်နှင့်သာရဖျားကိုကြောင်းယူ၍သုံးဒူးရက်ကိုရှောင်ချင်မှမိတ်ဆွေအားလုံးဖျားရင်ကောင်းချီးပေးပါစေ